CDM FN ကိုအပိနာစင်ဝင်းရံပေးလျက်ရှိကြသူတော်လန်မျိုးရပြီးသူကြီးကိုမောင်နှမတို့အားလုံးမင်္ဂလာပါအခုတစ်ခါမှာတော့ကျွန်တော်ကဆရာဖြူတီဟာရေးသားထားတဲ့ opportunity cost ဆိုတဲ့ဆောင်းပါးတစ်ပုဒ်ကိုကျွန်တော်အပြချင်ပါတယ် opportunity cost ဘဝဆိုတာရွေးချယ်မှုတွေနဲ့တိဆောက်ထားတယ်မိုးလင်းမျိုးလုံးနှလုံးပွင့်တဲ့အချိန်ကနေညဘက်အဲ့ဒီအချိန် လူမန်းတိရစအရွယ်ကနေအသက်အသေးဆုံးသည့်အထိနှွေးရှယ်မှုတွေလုပ်နေရတယ်။နှိုးစက်မီလို့အဲ့ရနိုးလာတယ်ထမလားခဏပြန်မေးမလားဒါသည်နှွေးရှယ်မှုတွေမနက်စာစားတယ်ဘာစားမလဲဘလောက်စားမလဲဒါနှွေးရှယ်မှုပဲအပြင်းသွားတယ်ဘာဝင့်မလဲဘယ်အရှင်အိမ်ကထွက်မလဲဘာနဲ့သွားမလဲနှွေးရှယ်မှုလို့ပဲ အဲ့ဒီလိုရွေးချယ်မှုတစ်ခုလောက်တိုင်းလောက်တိုင်းတစ်ဖက်မှာလက်လွတ်လိုက်ရတဲ့အရာရဲ့တန်ဖိုးကို opportunity cost လို့ခေါ်တယ်။ဥပမာစင်ရွန်ပါပြီးတနေ့လုံးမှတနေ့စားရသူတွေဟာစေကန်းလာမပြကြဘူး။စီယုံကအခမဲ့လေတပြားမှပေးစရာမလိုဘူး။လမ်းစရိတ်လောက်ပဲကုန်မှာ။ဒီလိုပြောလို့မရဘူး။ဒီမှာစီယုံလာပြလိုက်တဲ့အတွက်ဒီတမနန်လဲလုံးလို့မရတော့ဘူး။ အလုံဆင်းလို့မရတော့ဘူးဒီတနေ့စာဝင်ငွေကိုလက်လွတ်လိုက်ရတယ်အဲ့ဒါဒီ opportunity cost ပဲရင်းမြစ်ကရှားပါလို့တဲ့အခါတနည်းအားဖြင့်စင်းရလို့တဲ့အခါဒီဝင်ငွေကိုစည်းလို့မရတဲ့အတွက်ကျမ်းမာရေးအတွက်စေယုံလာပြရခြင်းကိုလက်လွတ်လိုက်ရတော့တယ်ဒါကြောင့် opportunity cost ဆိုတာကိုသဘောပေါက်ထားခြင်းဟာရွေးချယ်မှုတစ်ခုစီရဲ့တန်ဖိုးအကောင့်အဆိုးအကျိုးအဖြစ်ကို ိုးနားလေဈေးနိုင်တယ်လို့မြင်မိတယ်။ရုပ်ရှင်ရုံသွားတယ်ဆိုကြပါစို့။ဘလောက်ကုန်မလဲ။သွားလာစီရင်မုံစားစီလက်မှတ်ဖို့စသဖြင့်ကုန်မယ်။တကယ်တော့မကဘူး။အဲ့ဒီရုပ်ရှင်ကိုသွားကြည့်ဖို့ပေးလိုက်ရတဲ့အချိန်၃နာရီအတွင်းတခြားလုံးလို့ရတဲ့အရာတွေကိုလည်းလက်လွတ်လိုက်ရတယ်။ဥပမာစာလေးလာတာမိသားစုကိုအချိန်ပေးတာစသဖြင့်ပေါ့။ ။ဒါဆိုကိုတနေ့တနေ့အသုံးပြုနေတဲ့အရှိန်တွေဘလောက်တန်ဖိုးရှိနေမှန်းသဘောပေါက်သွားမယ်။ Facebook မှာလူနည်းရောက်ပွဲဖြစ်နေတဲ့ live တစ်ခုကို တနာရီလောက်အရှိန်ကုန်ခံဝင်ကြည့်လိုက်တယ်ဆိုပါတော့ wifi နဲ့ဆို bill ကြောင့်မကုန်ဘူး။တနာရီဆိုတာကလည်းအမှုမဲ့အမှတ်မဲ့ဒါပေမဲ့အဲ့ဒီတနာရီအတွင်းမှာကိုလှုပ်လို့ရနိုင်တဲ့တခြားတစ်ခုကိုတော့လက်လွတ်လိုက်ရတယ်။ ဒါကိုသတိထားမိသွားရင် ကိုယ်အချိန်ကိုယ် attention တွေကိုဘယ်ကို ပေးရမလဲပိုချိန်ဆတက်လာလိမ့်မယ်။စာချင်နာတွေ၆စာပြစ်တယ်။ပတ်စံကုံသွားတာပဲမမြင်နဲ့။တစ်ဖက်မှာကျမ်းမာခြင်းကိုပါပြလိုက်ရတယ်။အရက်ဆေးလိပ်ကုံမူးယစ်ဆေးဒါရီကလည်းဝယ်ရတဲ့အဖို့အခပဲ ကုံတာမဟုတ်ဘူး။အဲ့ဒီပတ်စံတွေနဲ့ဝယ်လို့ရမယ့်တခြားတစ်ခုခုဒါရီသုံးခြင်းကြောင့်လက်လွတ်လိုက်ရတဲ့ကျမ်းမာရေး ဖြစ်လာရင် ကုသရအောင်မဲ့ပတ်စံအဲ့ဒါတွေကိုပါစည်းလိုက်ရတာဒီလိုတွေးလိုက်ရင် healthy choice တွေပိုလုံလာနိုင်နေမယ်တခြားလူတယောက်ကကိုကိုအချိန်ပေးတယ်ငွေကူညီပေးတယ်ဆိုလဲဒီလိုပဲကိုကိုလာပေးတဲ့အချိန်တနားကြီးမှာ သူတခြားလုံလို့ရတဲ့အရာတွေကိုလက်လွတ်ပြီးကို့စီရောက်လာတာလို့မြင်ကြည့်လိုက်သူလာပေးတဲ့အချိန်တွေဘလောက်တန်ဖိုးရှိသွားလဲ ဒါကြောင့်ဟောပြောပွဲပဲဖြစ်ဖြစ်သင်တန်းဖြစ်ဖြစ် ကျွန်တော်ဘယ်တော့မှပေါ့ပေါ့တန်းတန်းမလုပ်တာအချိန်နှောင်းမကြအောင်ကြိုးစားတာငွေဆိုလေတသိန်းလူတယ်နှစ်သိန်းလူတယ်သူ့အိတ်သေးကဒီငွေပမာဏပဲရော့သွားတာမဟုတ်ဘူးဒီငွေရင်းနဲ့သူရှာလို့ရတဲ့ပျော်ရွှင်မှုဆုတ်ထားရင်ရမယ့်စိတ်လုံခြုံမှု သူ့မိသားစုဝင်တယောက်ယောက်ကိုကူညီပေးလိုက်လို့ရတဲ့အရှိအနေတွေကိုပါလှလွတ်လိုက်ရတာဒါဆိုအလွဲသုံးစားလို့ဖို့မပြောနဲ့လေလွင့်သွားအောင်တော့ လုံရက်တော့မှမဟုတ်ဘူးဒီလိုမြင်တတ်လာတဲ့အခါတပားသူတွေရဲ့လုံရက်တွေအာထုတ်မှုတွေကိုလည်းပိုပြီးတံမိုးထားတတ်လာမယ်အသည့်အမှတ်ပြုတ်တက်လာမယ်နောက်ဆုံးဥပမာမတရားမှုတစ်ခုကိုမြင်တဲ့အခါဘယ်ဘက်ကယက်တီမလဲမတရားမှုအနိုင်ကျင့်မှုဆိုကြဲက အာကြီးသူကပဲအားနေသူကိုလှုပ်လို့ရတာဒါကြောင့်တခုခုဝင်ပြောပြီးဝင်လို့ပြီးဆို ကိုပါရောပြီးထိခိုက်နိုင်တဲ့အခြေအနေရှိတယ် ်နေသားသလိုနေလိုက်မယ်ဆိုတဲ့ရွေးချယ်မှုကိုလုပ်ရင် opportunity cost ကဘာလဲမိမိကိုမိမိမလေးစားနိုင်တော့ခြင်းပဲတခုခုဝင်လို့လိုက်ရင်ကြာ opportunity cost ကဘာလဲကိုဘဝဇလန်းကိုအနာဂတ်မိသားစုလုံခြုံရေးစတာတွေထိခိုက်လာတော့မှာပဲဒီနှစ်ခုကိုချိန်ဆပြီးရွေးကြရတာမိသားစုတို့လုံခြုံရေးတို့ဘဝတိုးတက်ရေးတို့ကိုပိုဦးစားပေးလိုက်သူကြောင့်ပေါ်ပေါ်တင်တင်မပါဝင်နိုင်တော့ဘူး လက်ပြလုံးချင်တဲ့ဆိုတဲ့သူကြဂျန်နရီအထီးခိုက်ခံရရောတခုကိုရွေးလို့တစ်ဖက်မှာလက်လွတ်လိုက်ရတဲ့ opportunity cost တွေပါပဲမန်နေမားတယ်ပြောဖို့ရခက်ပါလေကို့ရွေးရှယ်မှုကို go darwin ယူနိုင်ဖို့သာအရေးကြီးဆုံးဖြစ်တယ်ဒါဆိုသူများနဲ့နှိုင်းရှင်လာလဲနေသွားလိမ့်မယ်လောကမှာဘလို့လူတွေစိတ်အပင်ပန်းရဆုံးလဲဆိုတော့ဘလို့လူတွေ လောကမှာဘလို့လူတွေစိတ်အပင်ပန်းရဆုံးလဲဆိုဒီရွေးချယ်မှုကိုလည်းလှုပ်ရှင်နေ opportunity cost ရမပေးချင်ဘူးဆိုတဲ့သူတွေပဲအစားလဲတွေးသည်မြအကုန်စားချင်နေကျန်းလဲကျန်းမချင်နေဆိုတဲ့သူတွေပေါ့ဒါကြောင့်တစ်ခုခုကိုရွေးတော်မယ်ဆို အမှုမဲ့အမှတ်မဲ့မရွေးနဲ့စိတ်ခံစားချက်အလျောက်လိုက်မလုံးနဲ့အသည့်သတိနဲ့ရွေးအင်္ဂလိပ်လိုဆို consciously choose ပေါ့ဒါကိုရွေးမယ် opportunity cost ကပါလေ ငါပေးနိုင်သလားပေးနိုင်တာသေးချင်ရင်လို့လို့ပေးရင်လည်းပေးနိုင်အောင်ပြင်ဆင်ထားနောင်ကြရတာတွေးဝေးတာတွေလည်းတိတ်ရှိတော့မှာမဟုတ်ဘူးဒါကိုပဲကိုဘဝကို ownership ယူတယ်လို့ခေါ်တာပါကို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 ရွေးချယ်မှုတွေကိုရွေးချယ်မှုတစ်ခုစီရဲ့နောက်ဆက်တွင်းနဲ့လက်လွတ်လိုက်ရတဲ့အခါလက်လွတ်လိုက်ရတဲ့အရာတွေကို တာဝန်ယူတာပေါ့ရှင်တန်ရတာပိုခိုင်းမှသလိုပိုအားရှိလာသလိုလည်းခံစားရစီတယ် ဆောင်းမအစာမရေးခဲ့သလိုပဲဘဝဆိုတာရွေးချယ်မှုတွေနဲ့တိဆောက်ထားတာအဲ့ဒီလိုရွေးချယ်မှုလုံတိုင်းလုံတိုင်းမှာတစ်ဖက်ကလက်လွတ်လိုက်ရတဲ့ opportunity cost ကိုပါထည့်ပေါင်းစဉ်းစားတတ်မယ်ဆိုရင်ရွေးချယ်မှုရဲ့တန်ဖိုးကိုပုံနားလည်လာနိုင်တယ်ဘယ်ဟာစားတဲ့နဲ့မစားတဲ့ဘူးတောက်တဲ့နဲ့မတောက်တဲ့ဘူးအချိန်ပေးတဲ့နဲ့မပေးတဲ့ဘူးငွေသုံးတဲ့နဲ့မသုံးတဲ့ဘူးဒီလိုရက်တီတဲ့နဲ့မရက်တီတဲ့ဘူး စတာတွေကိုပို့ပြီးဂီယူတဆိုင်ရွေးချယ်နိုင်လာလိမ့်မယ်တစ်ဖက်မှာလဲကိုကိုရွေးချယ်လိုက်တဲ့လူတယောက်စီတိုင်းရဲ့တံပိုးကို ပို့နာလဲပုံမြင်တက်လာပြီးပို့လဲအတိအမှတ်ပြုနိုင်လာမှာဖြစ်ပါတယ်ဒေါက်တာဖြူတီဟာ9ရက်10လ2025ဟုတ်ကဲ့အခုမိတ်ဆွေတို့နားဆင်ခဲကြရတဲ့ဆရာဖြူတီဟာရဲ့ဆောင်းပါးကတော့ opportunity cost လို့အမည်ပေးထားတဲ့ဆောင်းပါးတစ်ပုဒ်ပဲဖြစ်ပါတယ်နားဆင်ပြီးနောက်တစုံတရာအတိတွေတိုးပွားပါစေ နောက်ထပ်ဆောင်းပါးတစ်ပုဒ်နဲ့အတူပြန်လည်ဆုံတွေ့ပါဦးမယ်